နမစတေအားလုံးပဲမိမပါညီမကတော့ယောဂ instructor ခင်ဗျာဖြစ်ပါတယ်အခုဒီဗီဒီယိုလေးကကျတော့အမတို့ရဲ့အခုမြန်မာနိုင်ငံမှာဆိုရင်အာရဘူးကညံကိုပုံနေရပါတော့အာဒီနေ့တောင်လုံးမှာလည်းအာညံကိုပြန်မနှံရနေတယ် န်သူတို့ပူတဲ့ပြင်ကိုတနေ့တာလုံးကိုမနှမ်းနယ်နေရဖြစ်တဲ့အတွက်မိမိရဲ့ခန္ဓာကိုယ်ကလည်းပူနေသလိုကိုယ့်ရဲ့စိတ်ကိုလည်းလည်းဒေါသထွက်တာတွေပြီးရင်စိတ်ဖိစီးမှုတွေပေါ့နော် stress တွေပေါ့အဓိက stress ရမ်းများတယ်ပြီးရင် x-ray နောက်ဆက်တွဲကဒေါသထွက်လာတယ်ပေါ့နော်အဲ့ဒါလေးတွေကိုသက်သာပြောင်းခင်းစီဖို့အတွက်အာ pranayama လေးတစ်ခု ပေါ့เนาะ pranayama လို့ခေါ်တယ်အဲ pranayama လေးတစ်ခုကိုနေ့ကျင့်ပြီးတော့အာပြတ်တာပြီးမှဖြစ်ပါတယ်အဲ့ဒါလေးကမိမိရဲ့ခန္ဓာကိုယ်မှာရှိတဲ့အပူပေါ့เนาะ heat တွေကို reduce ဖြစ်စေတယ်စိတ်ဖြစ်စီမှုတွေတက်တာစေပြီးတော့အာပြီးရင်ကိုယ့်ရဲ့ဒီအာအယုံကြောလေးတွေပေါ့เนาะအယုံကြောလေးတွေကို clean ဖြစ်စေပါတယ်အဲ့တော့အဲ့ဒါလေးကိုညောင်းနဲ့တူတူလိုက်ပြီးတော့နေ့ကျင့်ကြည့်ရအောင်အရန်ကိုတရားဒီလိုလိုနဲ့ခြံကြည့်ပါတယ် အဲ့တော့ဒီပရဏယံလေးကိုရှစ်တလေးပရဏယံလို့ခေါ်ပါတယ်။ဒါလေးကဘယ်လိုလေးလေးကျင့်ရတာလဲဆိုရင်အအရင်ဆုံးကြည့်မယ်နော်။ညီမကိုအရင်ဆုံးကြည့်မယ်။ကိုယ့်ရဲ့ရှာလေးကိုပေါ့နော်အရင်ဆုံးအပြင်ထုတ်မယ်။ပြီးရင်ရှာလေးကို roll လုပ်လိုက်မယ်။ခောက်လိုက်မယ်ပေါ့နော်။အဲ့တော့ရှာလေးကိုအရင်ထုတ်မယ်။ပြီးရင်အပြင်ရောက်ရင်ရှာလေးကိုခောက်လိုက်မယ်။ခောက်ပြီးသွားပြီဆိုရင်အဲ့ဒီရှာကြားတဲ့ကနေပေါ့နော်ဗဇက်ကနေပေါ့နှကန်းကနေပြီးတော့လေရှူမယ် ပြီးရင်ပြန်သွင်းလိုက်မယ်နှာခေါင်းကနေလေ့ရှုထုတ်โอเคအရင်ဆုံးလုပ်ပြမယ်ရှာပြင်ထုတ်ရှာလေးကိုခေါက်โอเคရှာကိုနံပါတ်1အပြင်ထုတ်ပြန်နဲ့ရှာလေးကိုခေါက်โอเค အဲ့တော့ရှာလေးကိုပြင်ထုတ်တယ်ရှာကိုလိမ့်လိုက်တယ်ရှာဈားတွေကနေပေါ့နော်လေကိုရှူတယ်ပြင်ပြန်သိမ့်တယ်နှာခေါင်းကနေထုတ်โอเคအဲ့ဒါလေးကို၅ချိန်လောက်လုပ်ကြည့်ရအောင်နေရှင်မဲမျက်လုံးလေးကိုဖွဖွလေးမိတ်ပြီးတော့တတောင်တတာ position နဲ့ထိုင်ရရပါတယ်ရှာလေးပြင်ထုတ်ပြီးတော့ရှာလိမ့်မယ်လေရှင်မဲ့ ောင်းမှနေရှိထိုးလိုက်မယ်။နှာခေါင်းမှနေပြန်ရှိထိုး။ငါးချိန်လောက်သွားကြည့်မယ်။ရှာလေးပြန်ထိုး။ခါလေးရှိထောင်းရှာပြန်ထုတ်လေးရှိ ောက်တဲ့ချိန်ရှာပြင်ထုတ်ရှာလေးလေးရှိနောက်ဆုံးတစ်ခေါက်ကြရင်ရှာလေးပြင်ထုတ်လေးပြီးတော့လေးရှူပြီးရင်အသက်တစ်ချက်အောင်ရမယ်နော်ပြန်မရှူထုတ်မယ်အောင် မီးကိုငုံလိုက်မယ်မေးစည်းရင်ပတ်သွားကလိုက်အတက်အောင်ရမယ်နော်1အားထင်အောင်လာပြီ2 3 4 but ကောင်းလို့ပြန်ပြီးတော့ပြည့်ပြည့်ချင်းရှုံးမယ်ပြီးတော့မှလေးလေးကိုနှာခေါင်းကနေရှိထုတ်ပြီးမယ် အဲ့တော့ပရဏာယမလေးကအရင်မခက်ပါဘူးအိမ်မှာရင်5စက္ကန့်လောက်နဲ့လေးကို အချိန်ပေးပြီးတော့လေ့ကျင့်လို့ရပါတယ်အဲတစ်ချက်ပဲတချို့တွေကရှာလိမ့်လို့မရဘူးပေါ့နော်အဲ့ဒီအတွက်ကိုလည်းဘယ်လိုမျိုးလေ့ကျင့်ရမလဲဆိုတာကိုထပ်ပြီးတော့အာဗီဒီယိုလေးရိုက်ပြီးတော့ sharing လုပ်ပေးမယ်အခုကတော့အဲဒီကိုယ့်ရဲ့ခန္ဓာကိုယ်ကြီးအေးချမ်းသွားတာကိုပြောချင်တာမဟုတ်ပါဘူး နာကူမှာရှိတဲ့အပူတွေရော့သွားပြီးတော့ strike ကင်းသွားမယ်အာယုံကြောလေးတွေအားကောင်းလာမယ်ပေါ့နော် gland ဖြစ်လာတာကိုဆိုလိုခြင်းဖြစ်ပါတယ်အဲ့တော့ဒါလေးကိုနေရာမရွေးအချိန်မရွေးလေ့ကျင့်ပေးလို့ရတယ်ဘယ်နှမှာလဲလေ့ကျင့်လို့ရတယ်ညမှာလဲလေ့ကျင့်လို့ရတယ်အဲပြီးတာနဲ့ ကိုတနည်းကို10ချိန်15ချိန်လောက်လေ့ကျင့်ပြလို့ရတယ်။အဲလေ့ကျင့်တဲ့ချိန်မှာဆွမ်းအအတန်လေးတွေကြားရလားမသိဘူးเนาะ။တခါလေကြားရင်လည်းကြားရမှာမဟုတ်ဘူး။အဲကိုလေ့ရှုလိုက်တဲ့ချိန်မှာလေတန်လေးကြားရလဲဘာမှမဖြစ်ပါဘူး။မကြားလည်းဘာမှမဖြစ်ပါဘူး။တစ်ချက်ပဲတက်နိုင်တဲ့လောက်လေးကိုရှိရှိလေးရှင်းပြမယ်။ပြီးရင်ရှိရှိလေးပြန်ရှင်းထုတ်ပြမယ်။ အဲ့တော့ဒါလေးကိုဒီနေ့ကို10ကျိန်း15ကျိန်းလောက်လေ့ကျင့်ပါပြီးရင်ခန္ဓာကိုယ်ပေါ်မှာတကယ်ကိုအပူလေးရော့လာတယ်အေးချမ်းသွားတယ် clamp ဖြစ်သွားတယ်ဆိုတာကိုခံစားမိရလားပြန်ပြီးတော့ခံစားပြီးပါအဲ့တော့အခုရာသီဥတုနဲ့အញ្ញံကိုတင့်တော်ပါတယ်အဲ့တော့နောက်ဗီဒီယိုလေးဒီမှာလည်းတွေ့ကြမယ်အဲ့ဒီတော့ကြောင့်အခုဒီဗီဒီယိုလေးကိုလည်းတခြားသောကိုယ့်ရဲ့အသိမိတ်ဆွေတွေအကျိုးရှိအောင်ဒီဗီဒီယိုကိုလည်း share သွားပေးလို့ရပါတယ်ကျေးဇူးများကြီးတင်ပါတယ်ရှင် bye bye